ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်ကထိန်းချုပ်ထားတယ်လို့ကချင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။၂024ဒီဇင်ဘာ၄ရက်ကစခဲ့တဲ့ဗမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း KIA ပူးပေါင်းတပ်ကစစ်ကောင်စီတပ်စခန်းအများအပြားကိုသိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့စကခ27အပါအဝင်တပ်စခန်းတချို့ကျန်သေးတာကြောင့်တိုက်ပွဲက၅လအထိကြာမြင့်နေတာပါ။ ပြီးခဲ့တဲ့ April 25ရက်မှာတော့စကခ21အပအဝင် လက်ကျန်တပ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်ကပြန်ပြီးထိုးစစ်အရှိန်မြှင့်တိုက်ခိုက်ခဲ့တာကြောင့်စကခ21ရက်ကာကင်းစခန်းတွေအပအဝင်စစ်ကောင်စီတပ်ဆွဲရနေရာတွေကိုထပ်မံသိမ်းပိုက်ထားပါတယ်တိုက်ပွဲပြင်းထန်နေတုန်းပါလို့ကချင်းစစ်ရေးသတင်းရှင်းမြစ်ကမင်းညပိုင်းမှာပြောပါတယ်တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ပြောဆိုတာမရှိပါဘူး KIA သတင်းရှင်းမြစ်တအူးကလည်းမမော်မြို့တိုက်ပွဲ အောင်မြင်မှုတွေရရှိထားပေမဲ့ပြောဖို့စောနေသေးတယ်လို့ဆိုပါတယ်။ပြီးတော့ဒီမနက်ပိုင်းမှာပဲဖားကန်းမြို့နယ်လဝါကျေးရွာအနီးတိုက်ပွဲဖြစ်နေတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။ကချင်ဒေသစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်ထားစေပါ။ KIA ပြန်ကြားရေးဌာနကဗမော်မြို့မှာတိုက်ပွဲဆက်ဖြစ်နေပြီးစစ်ကောင်စီကခုခံတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအသိပေးခဲ့ပေမဲ့အသေးစိတ်ကိုတော့ထုတ်ပြန်တာမရှိပါဘူးရှင်။